ကဘာပေါ်မှာချင်းတကောင်မှမရှိတဲ့တခုတည်းသောနိုင်ငံကဘာတဝမ်းမှာချင်းဆိုရာလူတိုင်းမုံမတ်တဲ့တတဝါတစ်မျိုးပါသူတို့ဟာကန့်ယုံတင်မဟုတ်ပဲအတန်နဲ့လေလူတွေကိုနှိမ့်ဆက်တတ်ပါတယ်ဒါပေမဲ့ကဘာကြီးပေါ်မှာချင်းတကောင်မှမရှိတဲ့နိုင်ငံတနိုင်ငံရှိနေရဆိုရင်သင်ယုံပါလားဟုတ်ပါတယ်သင်ကြားတာမမှားပါဘူးအဲ့ဒါကတော့မင်းနဲ့ရှေခဲတို့ရဲ့မြေလို့တင်စားခေါ်ဝေါ်ကြတဲ့အိုင်စလန်နိုင်ငံပါပဲ အိုင်စလန်နိုင်ငံဟာအနာတိကဒေတာနီပါအေးခဲ့တဲ့ရာသီဥတုရှိပြီးအလွန်အေးလွန်းတဲ့ပတ်ဝန်းကျင်အနေအထားကြောင့်ခြေများဟာအသက်ရှိနိုင်ခြင်းမရှိပါခြေများပေါက်ွားတဲ့ရေတွေရေကန်များနှဲပါခြင်းကြောင့်လည်းဖြစ်ပါရယ် ဒီနိုင်ငံမှာနှွေရာသီတောင်အေးပြီးရာသီဥတုအပြောင်းအလဲမြန်လုံးလို့ခြင်တွေဟာမျိုးဆက်တွေကြံအောင်ဘလုံးမှမလုံနိုင်တော့ပါဘူးဘလောက်ထိအေးလဲဆိုရင်ရေကန်တွေတောင်ချစ်ချင်းရေခဲသွားတာကြောင့်ခြင်တွေအခြေချဖို့အချိန်မရပဲတိတ်ဆုံးသွားရလောက်တဲ့အချိန်ပါပဲဒီအချက်တွေကြောင့်အိုင်စလန်ဟာကမ္ဘာပေါ်ကခြင်ကင်းစင်တဲ့တစ်ခုတည်းသောနိုင်ငံအဖြစ်ရည်တည်နေပါတယ် ညဘက်အိတ်တဲ့အခါခြေမရှိပဲတိတ်ဆိတ်အေးချမ်းတဲ့နေရာတစ်ခုဖြစ်တာကြောင့်ဒီနိုင်ငံကိုအေးမြလာတဲ့နေရွာလိုတောင်တင်စားခေါ်ဝေါ်ကြပါရယ်အခုလိုဗဟုသုတရဖော်ရအကြောင်းအရာတွေကိုအမြဲတင်ဆက်ပေးသွားမှာမို့လို့သူတို့ရဲ့သိတွေ့ရ channel လေးကို follow လုပ်ပေးခဲ့ကြပါအောင်နော်အဆုံးကြီးပြည့်ရဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်